ခုညီမတို့ဟိုစခန်းမှာကြတော့ Thai Thai ဘက်ကပေါ့နော်ကတ်လုတ်ပြီးမယ်လို့ပြောရတယ်ဒါပေမဲ့ကတ်ကတော့တင်းစာပေါ့အဲ့ဒီတင်းစာကကတ်ကတော့3မြုံလောက်ရှိတယ်ဟိုဟိုလက်မဲ့လက်မဲ့ရိုးရိုးရေးရရဲပြီးတော့အလုတ်သမားကတ်ပေါ့အလုတ်သမားကတ်တင်းစာအတွက်သူတို့လုတ်ပြီးတယ်ခန်းနိုင်ငံအတွင်းမှာပေါ့နော်အာသွားလို့ရတယ်ဒါပေမဲ့သူတို့သတ်မှတ်ထားတဲ့ကြဝါပေါ့ကြဝါဟို40နဲ့ နှစ်ခုအဲ့ဒီကျဝါပဲသွားလို့ရတယ်မြို့မြို့ကိုမြို့လို့ပဲပြောရတယ်40နဲ့နှစ်ခုသွားလို့ရတယ်အခုကတော့တို့ရောဘာမှမပြောရဘာမှတော့မပြောသေးဘူးအခုကဘာလဲတို့ပြောတယ်ဟိုကကက်လုံးမဲ့လူတွေဟိုက2019ကထိုင်းဒီထိုင်းဘက်ကပေါ့နော်ရိုက်ပြီးတဲ့ဟိုကစာရွက်အဲ့ဒီစာရွက်ကိုယူသွားရမယ်အဲ့ဒါပဲပြောထားသေးတယ် ကဘလို့လောက်ပြီးမလဲတော့မပြောဘူးဒါပေမဲ့သူတို့ကပြောတယ်ဒီကက်လောက်ပြီးမှာကတော့ခန်းနိုင်ငံအတွေ့တော်လို့ရတဲ့ကက်ပေါ့နော်အဲ့လိုတွားလို့ရတယ်ပြီးတော့အလုံးအလုံးလည်းလုံးလို့ရတယ်ဒီနေ့ဒီနေ့အတွေ့ပေါ့သူတို့လောက်ပြီးမယ်အဲ့လိုအဲ့လိုတော့ပြောထားတယ်ညာတော့အလုံးအခွင့်ရေးပေးတယ်ဆိုတော့အခွင့်ရေးပေးတဲ့ဟာတော့ကျွန်မတို့ကတော့ရှောက်ထားတာပဲရှောက်ထားတာပေါ့နော်မျောလိနေတာပေါ့ဘလို့အလုံးများများလာမလဲဒါပေမဲ့ကျွန်မတို့ကအမျိုးသမီးတွေများသောအားဖြင့်ကတော့ ဒီလိုအခွင့်အရေးပေးတယ်ဆိုပြီးမဲ့လေကျမတို့ကအပြင်ထွက်အလုပ်လုပ်မယ်ဆိုခဲ့ရင်တော့မှကျမတို့မှကလေးတွေသားသမီးတွေရှိတဲ့ခါကျသူတို့ထားခဲ့ဖို့ကြတော့ကိုယ်ခွဲမရှိတော့ကျမတို့အနေနဲ့အလုပ်ခွင့်ရေးပေးလဲအဲ့အလုပ်ကြည့်ရကျမတို့အမျိုးသမီးတွေအတွက်အိမ်မနေနဲ့လုပ်လို့ရမယ်အလုပ်မျိုးလေးတွေစီစဉ်ပေးပို့ကောင်းမယ်လို့ကျမတို့ကျမတို့ဒီမှာနေတာ၁၈နှစ်ရှိပြီဆို အော်အရင်ကတည်းကတော့မျောလင်းမျောလင်းခဲ့တာပေါ့နော်အဲ့လိုမျိုးကျမတို့မှဒီမှာနေရတာဘာမှအခုရင်မရှိတော့ခါကျတော့အဲ့လိုအလုံးနဲ့ပတ်သက်ပြီးတော့အလုပ်တစ်ခုဟိုပေးထိုင်းနိုင်ငံကနေပေးဖို့တော့အနည်းငယ်တော့မျောလင်းနေတာပဲဒါပေမဲ့အခုလိုမျိုးပြီးတော့လဲကျမတို့ကဝမ်းသာရတယ်ဝမ်းသာရတယ်ဆိုပေမဲ့လည်းအလုံးတော့ဟိုကဘယ်လိုပြောမလဲဟိုဘာအလုပ်လဲဘယ်လိုလုပ်မျိုးလဲဆိုတော့လဲမတွေ့ရသေးတော့လဲ ဘယ်လိုအလုပ်မျိုးခေါ်มาလဲဆိုတော့လေကျမတို့ကလည်းအဲ့လိုစိုးရိမ်တာပေါ့အဆင်ပြေပါမလားသွားလုပ်ရေကျမတို့တွေ့လဲအခက်အခဲတွေဖြစ်နိုင်မလားပို့ပြီးတော့အဲ့လိုမျိုးတွေပေါ့နော်စိုးရိမ်တာပေါ့နော်